မြမပြီကိုအရောက်လာပြီးသူကူညီတယ်နော်လူငယ်လေးတယောက်မမျော်လင့်မဲ့သူကံကြမ္မာဆိုးနဲ့ရင်ဆိုင်သွားဒါပေမဲ့စိတ်တက်တိတ်ကိုလေးစားစရာကောင်းတယ်နော်ဒါကြောင့်မလို့တိုက်ပြည်နဲ့လူမျိုးတွေအရင်ကြုံလာတိုင်းကြုံလာတိုင်းရှေ့တန်းကိုရောက်လာတတ်တာကျွန်တော်တို့လူငယ်တွေပဲဖြစ်ပါတယ်နောက်ဆုံးမှရောက်လာတာတော့အစိုးရပဲဖြစ်ပါတယ်ရှင် ို့ကျွန်မပြောတာလက်မခံဘူးဆိုရင်အဲ့ဒီခေတ်ကဂျာနယ်တွေသတင်းစာတွေကဖတ်ကြည့်လိုက်ပါနော်အဲ့တော့ကျွန်မတို့လူငယ်တွေကျွန်မကပြောရင်ကျွန်မမခံချင်ဘူးကျွန်မတို့စာပေဟောပြောဝဲတွေရောက်တဲ့ခါမှာဒီလိုမျိုးတွေပြောတယ်ကျွန်မတို့လူငယ်နဲ့ပတ်သက်ပြီးတိုင်ရတာလည်းရှိတယ်ဟာကျွန်တော်တို့လူငယ်တွေရိုင်းသွားပြီဟာကျွန်တော်တို့လူငယ်တွေရည်ကျေးမှုတွေနည်းသွားပြီဟာလူငယ်တွေအရက်သေးစားတောက်တယ်ဘာညာကျွန်မလက်မခံဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့လူငယ်တွေရဲ့လူငယ်တွေအတွက်ပတ်ဝန်းကျင်ခေါင်းကိုကျမတို့တိုက်ပြရဖန်တီးပြရမှာလေ ကျွန်တော်တို့တိုက်ပြီးလန်ဒန်လောက်ကိုဝင်သွားလိုက်လို့ရှိရင်စာကြည့်တိုက်တာမရှိရှိရမယ်အရက်ဆိုင်လမ်းနိုင်မှာရှိအဲ့တော့ဟိုတော့ကဆိုလို့ရှိရင်အရက်ကိုပုံရောင်ကဟာဒီကောင်အရက်ပုံသမားလို့ပြောတာအရက်သမားလို့တော့မဟုတ်ပုံဆိုတာထည့်ရတယ်ပုံရောင်ရဲ့အရက်တောက်ရတာအခုတော့အရက်ဆိုင်ညကျွန်တော်တို့လူငယ်တို့လာပါလာပါနဲ့လူငယ်တွေရဲ့ခလုတ်တိုက်နေတယ်အဲ့တော့ကျွန်တော်တို့လူငယ်တွေအရက်တောက်တာမဆန်းဘူးရှင်ပတ်ဝန်းကျင်မကောင်းဘူးအဲ့တော့ကျွန်တော်တို့လူငယ်တွေပတ်ဝန်းကျင်ပတ်ဝန်းကျင်ကောင်းဖြစ်ဖန်တီးပြရမယ် နောက်တစ်ချက်ကျမတို့ပညာကောင်းအလုံးသိတဲ့အတိုင်းပဲကျမတို့ပညာရေးမကောင်းဘူးเนาะအဲ့တော့ပညာကောင်းခံတိပေးရမယ်အဲ့ဒီလိုမှမဖန်တီးနိုင်ပဲကျမတို့လူငယ်တွေကိုအပြစ်တင်နေလို့မဖြစ်ဘူးအဲ့ဒီလိုပဲခြေလက်မှရှိနေတော့လူငယ်တွေရဲ့အဖြစ်ကပုံပြီးဆိုတယ်ကျမပြောသလိုပဲနိုင်ငံရဲ့ခြောက်ထွက်ပြီးသူတို့အလုပ်တွေလုပ်နေရဒါပေမဲ့သူတို့အနစ်နာခံလို့တယ်ကျမရောက်ခဲ့ပါတယ်မလေးရှားကိုတိတ်ပင်မန်းပါတယ်တိတ်ဆင်းရဲပါတယ်တချို့လူတွေများဒီသူတို့ဘဝတွေကိုကျမတို့ရင်ဖွင့်လာတဲ့အများကြီးပါเนาะပြောမယ်ဆိုရှေးကြီးပါ သိပါလဲစင်ကူရောက်လူငယ်များလည်းเนาะအဲ့တော့ဒီလူငယ်တွေကိုပေါ့เนาะကျမသူတို့တတွေ့ကျမတို့တိုင်းပြည်ကဘာလုပ်ပေးနိုင်မလဲဘာလုပ်ပေးနိုင်မလဲကျမတို့လူငယ်တွေရဲ့လာယာလူငယ်တွေရဲ့လာယာကျမတို့တိုင်းပြည်ကထဲ့တွေ့ရတော့အဲ့ဒီလူတိုင်းပြည်ပြန်ပြီးတိဆောက်တဲ့နေရာမှာကျမဒီပေးတန်ထဲမှာရှိနေတော့ကျမတို့လူငယ်တွေကလည်းနှုတ်အားဖြင့်၎င်းပေါ့เนาะနှုတ်အားဖြင့်၎င်းကူညီဆောက်ရှောက်ကြဖို့ကျမပြောချင်တာပါ ရှင်းကဆင်းရဲခုလဲမွေးလျက်ဒီဝဲမကျွတ်ဒီဝတ်မပြေနှွေးတစခန်းရေတွင်ကားနဲ့ယောလမ်းမပြောင်းလဲကိုမောင်းဒီဖုံထောင်းထောင်းနဲ့ဘဝအခြေတွေဒီနေ့အချိန်ထိရှိနေတော့မလဲကျမတို့တိုင်းပြည်ထဲမှာနော်အဲ့တော့ဒီလိုဗားတွေတမိတွေမိတွေမြစ်တွေက ရွာတွေမှာမိုးမကောင်းခြောက်မရှိတဲ့အခါတချို့ကလည်းဖားကန့်လို့ရွှေတော်လို့စသဖြင့်ပေါ့နော်ရေကြီးရမျက်နှာလိုက်ပြီးလှုပ်ရှားရတဲ့လူတွေနေနေတချို့ကလည်းတိုင်းပြည်ရဲ့နယ်နိမိတ်ကိုကြော်ပြီးနိုင်ငံရေးခြားတွေမှာလုတ်ကန်စားတောင်းနေတဲ့ပုံကြီးပဲကျမတို့ရွာတွေမှာဟိုလိုကလည်းလူမစီတော့တဦးကိုတဦးတဦးကိုတဦးမေတ္တာရောက်ပြီးမယ်လူကိုယ်တိုင်မရောက်နိုင်ကြတော့တဲ့ဘဝတွေဒီလက်တွေ့ရတယ်မှာအများကြီးပဲကျမတို့ရ တိုက်ပြီးရကျဲလက်တော့ရနေနဲ့အများဆုံးဖွဲ့စည်းထားတာပါတောစုမှမြို့ဝရဆိုတဲ့ဇာတ်ကားရှိပါတယ်ကျဲလက်တော့ရတွေဖွင့်ပြဖို့ကျမတို့လုတ်ပေးနိုင်ရမယ်လို့ကျမတို့ဒီလိုပဲခံယူပါတယ်နော်အဲ့တော့ကိုယ့်ရဲ့အားပေါ်ရမယ်အရွယ်တွေရွာတွေမှာလူငယ်တွေမကြံဘူးလုံမငယ်တွေမကြံဘူးမရှိဘူးရည်ချင်းမှုတွေအမှုပညာတွေစောစောကပြောတဲ့เนาะရွရဲ့တာဝန်တွေလက်ဆင့်ကမ်းယူရမယ်လူငယ်တွေကဟိုးတရက်တကြီးကိုသွားပြီးအလုပ်လုပ်နေရ ရွာတွေမှာဘသူကြလဲတချီရွှေဟိုတွေနဲ့ခလေးတွေပဲကြတယ်ကြီးဆောင်ချက်နဲ့မလာပြစ်နိုင်ဘူးဝါခစ်တခါကုံတော့ရဲ့တို့တေးကျုံရှေးပုံနဲ့လွှားလိုက်ကဲဆံပန်းတပြားပြားအိမ်ချမ်းတခါကနဲ့နွားပြတတတဝါဖြာတမမ စားစရာတခြားခြားနဲ့အများတကားကို သစာပြပါလို့နေမျိုးချိန်တိုင်းရွာဝကိုထွက်ထွက်ပြီးမျိုးနေတဲ့ကျမတို့ဘိုးတွေဘွားတွေမိဘတွေတိုက်ပြီးတဲ့မှာဘလောက်တောင်ရှိနေပါလဲ။ဒါတကယ်ဖြစ်ပြတယ်ပါ။ငါဟူဒီကမြန်ပြည်သားတိဒါရထားကြီးငါမစီပဲနွားလဲလေးကလေးပြောတဲ့နှင့်ဆိုသလိုကိုတော့ကိုရရရမြေလေးကိုကုတ်ကပ်ပြီးရှိတာလေးစားနော်။လှတယ်လို့လေးဝစ်ပြီးနေရတဲ့ဘဝတွေ။ ြစ်လက်ဒီအင်မတန်ဆင်းရဲပင်ပန်းပါတယ်ငါရွာနာကတဖွားတောင်မခွာနိုင်ပါဗျာ။နောင်ဘဝလည်းငါမခွဲဘူး။အခုလည်းဒီမှာကောင်းချမယ်ဆိုတဲ့ဗမာတို့ရဲ့စိတ်ထားစတိကိုချစ်တယ်။ငါကိုရွာကိုပဲကောင်းချမှာကွာ။မင်းတို့ငါ့ကိုဘယ်မှမခေါ်နဲ့။ငါမလိုက်ဘူး။ဒီဘဝမှာလည်းငါကိုရွာကိုကောင်းချမယ်ဆိုတဲ့ဗမာရီကြီးတွေရဲ့စိတ်ထားနဲ့ရွာကိုတုတ်ကုတ်ကတွဲကပ်နေတဲ့သူတွေ အများကြီးပဲခုလည်းငါဒီမှာပဲခေါင်းချမယ်အင်မတန်လည်းတနာစရာကောင်းပါတယ်အင်မတန်မှလည်းချစ်စရာကောင်းပါတယ်ဒါကြမလို့အမိယာကျမတို့ရွာတွေမှာတကယ်လက်တလုံးဖြစ်ပြနေတော့အเจ้าရံများကိုကျမပြောခြင်းဖြစ်ပါတယ်မစောစောစကားခံတယ်လို့ပဲကျမဒါရွာเจ้าရံเจ้าကျမပြောပြပါပြီအခုကျမကျမရေးခဲ့တယ်ပေါ့နော်ဒီအညာချစ်လက်မှာ နေထိုင်ကြည့်ပြင်းပြီးတော့အညာချင်းတဲ့ရင်ချင်းမှုတည်းမှာလွတ်လွတ်လှုပ်ရှားခဲ့ရတဲ့အမျိုးသမီးကြီးအညာသူကြီးတယောက်အကြောင်းကိုကျွန်မပြောချင်ပါတယ်နော်ဒါကိုကျွန်မဘာလို့ပြောရလဲဆိုတော့လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ကတော့ကျွန်မတော်တော်ပြောပါတယ်ဒီစကားအဲ့တော့အခုဒီမှာစင်တူမှာရောက်နေတော့ပေးတတ်များကပေါ့နော်ဒါလည်းနဲ့ပတ်သက်ပြီးကျွန်မကိုမေးခွန်းမေးတဲ့အတွက်ဒါလေးကိုကျွန်မ10မိနစ်စာလောက်လေးကျွန်မပြောခွင့်ပြုပါအဲ့ဒါတော့ကျွန်မ ရေးခဲ့တဲ့မတ်အင်ကန်ဆိုတဲ့လုံရင်ဝိတ္ထုကြီးအကြောင်းပါအညာသူကြီးပါနော်ဒီဝိတ္ထုကတကယ်တော့ဒီမတ်အင်ကန်တကယ် life true life ပေါ့နော်ဒီ true life ကိုကျွန်မကြောရိုးယူပြီးတော့လုံရင်ဝိတ္ထုကြီးတခုဖြစ်အောင်ကျွန်မရေးခဲ့တာပါနော်လုံရင်ဝိတ္ထုကြီးဒီရွှေမြူတိမဲ့ကစင်မှာ36လတိုင်တိုင်3နှစ်နဲ့6လကျွန်မဒီဝိတ္ထုယူဝင်ခဲ့တယ်မတ်အင်ကန်ဟာကျွန်မတို့ယူရမှာကျွန်မမမီလိုက်ပါဘူး ကျွန်မအမေတို့တော့မှမှတ်မိုံလေးပဲတဲ့ငါတော့ရေးတိတိမှတ်မိဒါပေမဲ့အမေရဲ့အမကြီးတော်ကတော့ကောင်းကောင်းကြီးခုမိလိုက်တာမအိမ်ကပေါ့နော်မအိမ်နာကြီးတော်ကအမြဲတမ်းပြောတယ်ကြီးတော်ကမမကန်လို့ခေါ်တာဟိုကြီးမမကန်လို့များအင်မတန်ချောတာတော့ဘလောက်ချီအောင်ချောလဲဆိုရင်မမကန်ရဲ့မျက်လုံးလေးတွေကလေးဖန်တူလုံးလေးထည့်ထားတယ်လို့ပဲဖန်တူလုံးဆိုတာကျမတို့ကလေးတွေပြည့်ပြည့်ပြီးကစားဖန်လုံးလေးတွေပေါ့နော်ဖန်တူလုံးလေးထည့်ထားတယ်လို့ပဲမမကန်ရဲ့အပအရေးอ่ะ ဝိဖန်တာပဲတို့ပဲရီချင်းဝင်ရှိတယ်မလားတဲ့လူတွေပါလေလူတော့မယ်ဆိုပဲရီချင်းတိတ်အဲ့ပဲရီချင်းဝင်လေးကိုလှက်လက်လို့ရှိရင်ဝိဖန်နေတယ်လို့ပဲမမကံသားရဝိဖန်ပြီးအသားလေးတွေတုံးတောင်နေတာစပီကြီးကလည်းတကောက်ကွေးကိုရိုက်ရှည်ကြီးပဲမမကံရေချိုးခေါင်းလျှော်ပြီးသူ့စပင်လေးကိုအဖျားကနေထုံးနေတဲ့အဲ့အဖျားမှာ तू ကမှုန်းတဲ့ပန်းလေးတပွင့်တပွင့်အမြဲတမ်းထိုးထားတာအေး နော်စပေပန်းရှိတယ်စပေပန်းဇီဇဝါပန်းရှိတယ်ဇီဇဝါတနခါပန်းလေးတွေရှိလို့လားတနခါပန်းလေးတွေထိုးထားတာမမကံများတာလမ်းပေါ်တက်လိုက်လို့ရှင်ငါတို့ကတာလမ်းပေါ်တက်ပြီးငေးရတာတော့အဲ့လောက်ထီအောင်လှတာအမြန်ချောအမြန်လှကျမငငယ်ကအကြားနာခဲ့ရတယ်ကျမငငယ်တော့ကတော့ရွက်ရဲ့အနောက်ဖျားမှာအဲ့ဒီမကံပေမော်တိုက်ဆိုတာရှိပေမော်တိုက်ဆိုတာဒါအညာရက်က လူငယ်တွေကတော့တိကျပါပါကျမတို့အညာရရေဝင်အရက်တင်မှာနော်အေယာဗီမြို့မြည်ရင်ဝင်တဲ့အရက်တင်မှာဆိုလို့ရှိရင်လူချီတန်းရှင်တဲပြန့်ကြီးထိုးထားအောက်မှာနွားကိုထားတယ်အပေါ်ဓာတ်မှာကျတော့နွားစာပေါ့နော် နွားစာဒီပဲရိုးတွေပဲမော်တွေပြောင်းရိုးတွေအဲ့ဒါတွေကိုစုထားအမိုးနဲ့အကာနဲ့အပေါ်ဓာတ်ကတော့လုံလုံချုံချုံဝါးလေပါနေနဲ့အဲ့ဒီနှစ်ထပ်တဲပြန့်ကြီးကိုပဲမော်ဒိုက်လို့ခေါ်တာပေါ့ယောဟန်မိမနွေရသည်အညာဆော့ဆော့ပြောသလိုတိတ်ပူတယ် နွားစာအင်မတန်ရှာတယ်ဘာမှမကိုမပေါက်တော့ဘာမှနွားစာရှာမရတော့အဲ့ဒီခါကျလို့ရှိရင်ပဲမော်လိုက်ပုံမှာတင်ထားတဲ့ဒီပဲမော်တွေကိုကျွရတာလူစားမှဆံလေးတပြည့်ဖြစ်ချီးစားလို့ရတယ်နော်နွားစာချီးလို့မရကျမတို့ရတယ်နော်နွားစာသွားမချီးနဲ့ဘူးကမပေးဘူးအဲ့ဒီပဲမော်တိုင်းကြီးနော်အဲ့ဒီပဲမော်တိုင်းကြီးကျမတို့ငငယ်ကရွာအနောက်ဖြာမှာဟိုတော့ကတော့ရွာလေကောင်မှာအေယော်ရီမြေရတိုက်စားတော့ ရွာအရှိရွှေရရွှေရနဲ့ပဲပေါ်လိုက်ကြရွာအနောက်ပြသူ့အတူထီထီကြံရခဲ့တာခုံတွေကအလိမ့်လေးနော်ပိတ်ဦးမြင်တွေကတော်တော်ရယ်နဲ့နောက်ဒီနှွေးရှင်တွေပေါ့နှွေးရှင်တွေဆိုတာဘာအွက်မှာမောင်နှွေးလေးကြီးစိမ့်နေအဲ့နှွေးရှင်တွေကဒီပဲပေါ်လိုက်ကြီးကိုကုတ်ထားတာနော်အဲ့နှွေးရှင်တွေနဲ့ပဲပေါ်လိုက်ရှိလို့တက်လို့ရတယ်ပဲပေါ်တိုက်ကလည်းနှွေးရှင်ကကုတ်ထားလို့သူကမပြူတာပေါ့နော်သူကမပြူတာအဲ့မှာသူတယောက်တယောက်ကြားတန်ထားကြတာ ဲ့ဒီပဲပေါ်တိုင်းပေါ်မှာဒီဘူးသီးတွေဖျုံသီးတွေဘူးညွတ်နေဆိုငေါ့ဖျုံညွတ်နေငေါ့ကျမတို့ရွာဘသူမှမစားကြကျမတို့ခလေးတွေအပြင်ထွက်ဆော့တော့မှဆိုကျမတို့ကြီးတော်ကအမြဲတမ်းတတိပေးတယ်ဟဲ့ကလေးတွေဆော့တာရိုးရိုးဆော့ကြနော်နင်တို့မတ်တံပဲပေါ်လိုက်ပဲသူကမဆော့ကြနဲ့ကြီးတော်ကျမတို့တတိပေးတာတတိပေးတာနဲ့မတူ၆ဆိုးလိုက်တာနဲ့တူနော်ကျမတို့ကလည်းအဲ့မကံပဲပေါ်တာမြတ်ဆောင်းတောင်ထိုးမကြည့်ဝင်။ဘာဖြစ်လို့မှမသိဘူး။အလိုလို၆လန့်နဲ့နေ့လေ၆လန့် ်ယောဟန်လူတွေအဲ့ဒီမကန်ဘဲမော်တာယူရှောင်ရအဲ့လိုရှောင်ရင်းရှောင်ရင်းနဲ့ဘဲမော်တာရဲ့သူ့ဟာသူငါအနောက်ဖြားမှာအထီးကျန်ပြီးကျန်ရစ်ခဲ့အထီးကျန်ပြီးကျန်ရစ်ခဲ့ညရောက်ပြီဆိုလို့ရှိရင်လူကြီးတွေစကားဝိုင်းကျမတို့ကလေးတွေကငုတ်တုတ်ပေါ့နော်ငုတ်တုတ်ဆိုပြောကြတယ်မနည်းညတော့မကန်ဘဲမော်တိုက်ပတ်တာတချင်းကြီးတန်ကြားရတယ်နဲ့တော့โอ้ตัวเนี่ยบาหุเตโนตะเมียนมะนี่ညက်เนี่ยล่ะอ๋อไปกะนัวดิต้วยนาดินัวจ้องนี่เปียนน่ะนยายต้วยเจ နွားတွေဆွဲပြန်လာတော့အဲ့ဒီမကံပဲမော်တိုင်းဘက်ကို तू ကလှမ်းကြည့်လိုက်တာတော့ပဲမော်တိုင်းအောင်မှာဒန်းလေးစင်ပေါ်မှာမိမတရားသပင်ဖားလိုက်နဲ့တချင်းဆိုးနေတာတော့ဟုတ်တာမဟုတ်တာမသိဘူးကျမတို့ကအဲ့လိုမျိုးတွေတိတ်ပေါ်တာနော်အဲ့ဒါကြောင့်ကျမတတိကောင်းတယ်